thank you မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကိုဘန်ကောက်ခေါ်ပြီးအဆက်ခွဲပြီးလိုက်တဲ့ဖေတောင်တန်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်တယောက်ထိုင်းကဖိတ်ခေါ်ချင်ရာဘင်းစတန်စီဝေးတက်ဖို့သွားခဲ့တာနဲ့ပတ်သက်ပြီးအခုရက်တဲဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။အစည်းအဝေးကိုဘင်္ဂလားဒေ့ရှ်ဘူတန်အိန္ဒိယမြန်မာနီပေါ်နဲ့သီရိလင်္ကာနိုင်ငံတို့မှအကြီးအကဲတွေနဲ့ထိုင်းဆိုရတာဝန်ရှိသူတွေနဲ့တူတက်ရောက်မှာဖြစ်ပါတယ်။တည်တဲ့အတိုင်းမြန်မာကတော့အကြီးအကဲဆိုပြီးဥဆောင်သွားသူကမင်းအောင်လိုင်ပါ။ပထမဆုံးမင်းအောင်လိုင်ဘန်ကောက်နေစဉ်ရောက်ရောက်ချင်းထိုင်းလို့တမ မာဝင်ကြီးနဲ့ဝန်တန်းဆယ်ကဏန်းလောက်ပဲလာရောက်ကြိုဆိုတာတွေ့ရပါတယ်။ဘင်းစတန်စီဝေးတရားဖို့ရည်ရွယ်ချက်ချင်းတူတော်လဲအိန္ဒိယဝင်ကြီးချုပ်မူဒီကိုထိုင်းတော်ဝင်တက်များခြံရံကထိုင်းဝင်ကြီးချုပ်ကိုရိုက်တက္ကနာကြိုဆိုခဲ့တာတွေ့ရပါတယ်။ဒုတိယတစ်ချက်ကမင်းအောင်လိုင်ဖန်ကကိုရောက်တာနဲ့တပြိုင်နက်တည်းထိုင်းပြည်သူတွေကအလွတ်တော်ရှိမှဆန္ဒပြမောင်းထုတ်ကြတယ်။လူသက်သမားမင်းအောင်လိုင်ငါတို့မကြိုဆိုစာရန်ချိတ်ဆွဲဆန္ဒပြတာတွေ့ရတယ်။လွတ်တော်တွေးမှလည်းမင်းအောင်လိုင်ကိုဖိတ်တာနဲ့ပတ်သက်ပြီးမကြည်လည်မှုတွေရှိတယ်လို့သိရတယ်။မင်းအောင်လိုင်ကိုဖိတ်ခေါ်တဲ့ထိုင်းဆိုရကိုလည်းရှင်းလင်း ချက်ပေးဖို့ထိုင်းလွတ်တော်မတ်တွေကတောင်းဆိုကြောင်းသိရတယ်။အပုံးနဲ့တထောင်ထောင်ထားနေတဲ့လူတယောက်ကိုအိမ်နီးချင်းနိုင်ငံကပြည်သူတွေလည်းလက်မခံဘူးဆိုတာသတိပြနေတယ်။တတိယချက်ကအရေးကြီးပါတယ်။ဒါကနိုင်ငံတစ်ခုရဲ့အရေးကြီးဆုံးပုံကူနေရာကတက်ရောက်ရတဲ့ပွဲမှာမင်းအောင်လှိုင်ရဲ့တင်ငင်နေတဲ့ရုပ်ကအထင်းသားပေါ်နေပါတယ်။ ဘလိုပဲဟန်ဆောင်နေနေပညာရေးချင်းမျိုးရိုးကုန်သိက္ခာခေါင်းဆောင်မှုအရေးချင်းပါတခုမှမရှိပဲမတက်မရနေရာကိုရှူထားတော့ဦးစားပြီးမခံရပဲခေါ်ပြီးအဆက်ခွဲလိုက်တဲ့လူတော်မြင်မိပါတယ်။နောက်ဆက်တွဲသတင်းတွေအရလည်းအာဂျင်တီးနားတရားရုံးက AVTN ကနေကအပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုမှမင်းအောင်လိုင်းဖန်ဝန်းပို့ထားတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဘင်စတက်စီဝေးတပ်ဖွဲ့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖမ်းဆီးပြီးဖို့အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့အင်တာပိုဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းကို Burmese Rohingya Organization UK ကလည်း AB လေးရက်နေမှာတောင်းဆိုထားပြီးဖြစ်ပါတယ် ဆိုတော့ဖမ်းပင်းရင်တော့မြန်မာပြည်သူတွေအတွက်အရန်ကိုကောင်းမွန်တဲ့ရာလတ်တစ်ခုပါဒါပေမဲ့မမျော်လင့်ပါဘူးအဓိကဖေးတောင်တန်တို့ထိုင်းဆိုရပိုင်းကမင်းအောင်လိုင်းကိုဘလို့ရည်ရွယ်ချက်နဲ့ဖိတ်ခေါ်ရဲဆိုတာဖြစ်တယ်မြန်မာတလောက်နိုင်ငံခေါင်းဆောင်တွေကြာမှာမျက်နှာငယ်လေးနဲ့အရှက်မရှိသွားရောက်ခဲ့ရတာတွေနိုင်ငံအကြီးအကဲလို့သတ်မှတ်ပြီးခေါ်လာတော့အလို့သမားဝင်ကြီးနဲ့လူစဲကနန်းလောက်ပဲလာကြုံပုံတွေလူသက်သမားမင်းအောင်လိုင်းငါတို့မကြိုးဆိုးစားတဲ့အရာတွေမင်းအောင်လိုင်းကြုံတွေ့နေရတယ်ဆိုတော့ထိုင်းနိုင်ငံကိုသွားရောက်ခဲ့တဲ့မင်းအောင်လိုင်းကိုသူအောင်ဆွဲလော်ပြီး လက်တစုပ်ကလွင်ရင်ဘသူကမှမလိုလားမကြိုးစိုးဆိုတာကိုတွေ့ရတယ်နိုင်ငံတော်အစင်ခီးစင်ဆိုပြီးတက်လော်ဘီတွေကလော်ခဲ့ကြပြီးမြန်ထိုင်းဘက်ကတော့လော်နေတဲ့လော်ဘီတွေအတွက်သူတို့အဖကိုထိုင်းလူသမားဝင်ကြီးကိုကြိုခံပြီးတကွက်ပြခဲ့ပြီးပဲဖြစ်ပါတယ်အပုံနှံထနေရင်မရလိုက်ကိုဖိတ်ခေါ်မိတဲ့ထိုင်းဆိုရကတော့လွတ်တော်မှာဖြည့်ရှင်းချက်တွေအတောင်းခံနေရပြီဖြစ်ပါတယ်ဇလန်ပြီးမန္တလေးအိုးဖို့ထောင်မှာငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဉ်းသားအကျဉ်းသူတွေစေကူတာခွင်ဖိတ်ပင်ခံနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးအိုးဖို့အကျဉ်းထောင်မှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ င်္ဂလင်တန်းကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဉ်းသားအကျဉ်းသူတွေကိုစစ်ကောင်စီကစေကူတာခွင့်ကတ်တန်နေကြမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲမှဥဆောင်ကော်မတီဝင် ကိုတိုင်ထုံးကပြောပါတယ်။ မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့ငလင်းကြောင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးနှောင်းပါဝင်စုစုပေါင်း၄ဦးသေဆုံးခဲ့ကြောင်းငလင်းကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာကြောင့်စိုးရင်ရသူ၉ဦးရှိပြီးစေရုံတန်ရန်လိုအပ်သူ၄၀ကျော်ရှိကြောင်း PPNN ထံမှသိရပါတယ်အကျဉ်းထောင်ထဲမှာဆရာဝန်အင်အားက၂ဦးနဲ့၃ဦးကြားမှာပဲပြန်များရှိရင်ငလင်းလုံးလိုက်တဲ့အခါမှာထိခိုက်ဒဏ်ရာရတဲ့အခြေအတွက်ကများပြီးတော့ငကူမူလဖျားနာရှိနေတဲ့အခါမှာတော့တချို့ဦးကောင်လက်ချေထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့သူတွေကအရေးပေါ်စေဝါကုသဖို့လိုအပ်တဲ့အခြေအနေမျိုးတွေရှိတယ်ပြင်ပစေရုံတွေမှာကုသခွင့်ရဖို့ တင်ပြကြတဲ့အခါမှာလည်းခွင့်ပြုချက်မရဘူးလို့ကိုတိုက်တုံးကပြောဆိုပါတယ်။ငလင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူတွေမှာအကျဉ်းထားမှာကုသရန်မလွယ်ကူလို့ပြင်ပစီရင်ကိုပို့ဆောင်ဖို့လိုအပ်လျက်ရှိတော့လဲကုသခွင့်မရကြောင်းဒီကနေ့ချိန်ထိစေဝါကုသခွင့်ကတ်သက်ခံထားသူများစွာရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူတွေမှာမိသားစုဝင်နဲ့ဆက်သွယ်တွေ့ဆုံခွင့်မရတဲ့အခြေအနေလေးရှင်းဆိုင်ကြုံတွေ့နေရကြောင်းလက်ရှိအကျဉ်းထားမှာစေဝါလိုအပ်ချက်များစွာရှိနေပြီးအရက်ပြန်ကွန်အနာကျက်စီရေးပတ်တီးစားတဲ့စေဝါပစ္စည်းများလိုအပ်လျက်ရှိကြောင်းသိရပါတယ်။မလ 28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့ငလင်းကြောင့်အမျိုးသမီးအဆောင်တင်တဲ့နှစ်တို့မှာဈေးဝလိုအပ်ချက်များစွာရှိနေပြီးအရက်ပြန်ကွန်အနာကျက်စင်းဤပတ်တီးစားတဲ့ဈေးဝပစ္စည်းများလိုအလျင်ရှိကြောင်း အမျိုးသမီးစင်းရုံအဆောင်များပြိုကျပျက်စီးခြင်းနဲ့အတူအမျိုးသားဆောင်အလုံယုံပါဝင်အဆောင်များနဲ့ကာယံထားတဲ့အုပ်ယုများပြိုကျခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက်ကအသိပေးထုတ်ပြန်ပါတယ်။ဆက်လက်ပြီးအမေရိကန်အစိုးရ၏မြန်မာမြင်ကလင်းပေးတုံ့ပြန်မှုကိုအထက်လွှတ်တော်မှတွင်ဝေဖန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာမြင်ကလင်းလှုပ်ခတ်မှုမှာတန်းကြတဲ့တုံ့ပြန်မှုအတွက်အမေရိကန်အစိုးရကိုဒီမိုကရက်တစ်အထက်လွှတ်တော်မှတွင်ကဝေဖန်ခဲ့ပြီးအရေးပေါ်ကူညီပေးရဖို့တိုက်တွန်းလိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးမာကိုရူပီရိုနဲ့ဗန်နိုင်းဝန်ကြီးစကော့ဘတ်ဆန်တို့ထံပေးပို့ခဲ့တဲ့ စ္စတာဆောင်မှာဒီမိုကရက်တစ်အထက်လွှတ်တော်မှ၆ဦးကအမေရိကန်အစိုးရရဲ့မြန်မာမြင်ကလင်းအရေးကိုက်တွေဖြည့်ရှင်ပုံကိုရှုံချခြင်းခဲ့ပါတယ်မြန်မာနိုင်ငံမှာမြင်ကလင်းလောက်ခတ်မှုကြောင့်တရုတ်ရုရှားအိန္ဒိယမလေးရှားဗီယက်နမ်နဲ့ထိုင်းပါဝင်နိုင်ငံများစွာကမြန်ဆွမ်းစွာကူညီခဲ့ပြီးမြန်အမေရိကန်နိုင်ငံကအရေးပေါ်တုံ့ပြန်မှုရှင်းလင်းစွာမရှိခဲ့ဘူးလို့အထက်လွှတ်တော်မှ၆ဦးကပြောပါတယ်အမေရိကန်အစိုးရရဲ့မြန်မာမြင်ကလင်းလောက်ခတ်မှုတုံ့ပြန်မှုအပေါ်အလွန်ဆိုးရင်မိကြောင်းအမေရိကန်အစိုးရရဲ့တုံ့ပြန်မှုကကမ္ဘာတဝန်းရှိအမေရိကန်နိုင်ငံရဲ့ရန်သူတွေဟာအမေရိကန်နိုင်ငံထက် ရှုံကြည်စိတ်ချရဲဆိုတဲ့အချက်ပေးမှုဖြစ်တယ်လို့အဆိုပါစာကဖော်ပြပါတယ်။အမေရိကန်အစိုးရကပမာဏကြီးမားတဲ့တဘာဝဘေးအန္တရာယ်ဖြစ်ပါကဆင်းလွတ်လျက်ရှိတဲ့ဘေးအန္တရာယ်အကူအညီတုံ့ပြန်ရေးအဖွဲ့ကိုဘာကြောင့်မဆင်းလွတ်ခဲ့တယ်လဲဆိုတာကိုအထက်လွှတ်တော်မှတွေကမေးမြန်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းမြင်းကလင်းလှုပ်ခတ်ပြီးတဲ့နောက်တည်ဆုံးသူ3000ကျော်ရှိကယာနဲ့ချီပြောင်းဆုံးနေတယ်လို့နိုင်ငံပိုင်မီဒီယာတွေကြားမှာဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာအကူအညီပေးရေးလေကြောင်းခီစဉ်53ခုစင်သက်ခဲ့ပြီးကမ္ဘာနိုင်ငံ15ခုမှာကယ်ဆယ်ရေးလုပ်သား1900ကျော်ရောက်ရှိလာတယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနည်းနဲ့လာရှုမျိုးကိုတရုတ်ကူညီနဲ့ရပ်ပိုင်းတွင်စစ်ကောင်စီပြန်ဝင်မယ်လို့သတင်းထွက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ MNDA အနည်းနဲ့ထွက်ခွာခြင်းမပြုဖို့လာရှုမျိုးကနေတောင်းဆိုရလို့သိရပါတယ်။ရှမ်းပြည်နယ်ပြောင်းပိုင်းလာရှုမျိုးမှာကိုကန့်တက်မတော် MNDA တက်များဆုတ်ခွာဖို့နဲ့စစ်ကောင်စီကချက်ချင်းနေရပြန်ယူဖို့တရုတ်အစိုးရကဖိအားပေးမှုတွေပို့လုံလာပြီးအခုရက်ပိုင်းတွင်အခြေအနေများရှုပ်ထွေးနေကြောင်းအဆိုပါမျိုးကန်ကပြောပါတယ်။ 19ရက်နေ့ကိုတရုတ်ဘက်ကအဖွဲတဖွဲလာရှိုးကိုဝင်လာမယ်တဲ့ MNDA အနေနဲ့အဲ့ဒီမတိုင်ခင်အတုံးလိုက်ထွက်ပြီးစစ်တပ်ကတခါတည်းပြန်ထိုင်ချမယ်တဲ့ဒီသတင်းကသိကြသလောက်ကိုမြို့ကန်တွေကြားသိနေရတဲ့သတင်းမှလို့လာရှိုးမြို့ကန်တုံးကပြောပါရင် MNDA ရဲ့မြို့အုပ်ချုပ်ရေးရန်ရပါဝင်ဆောင်ရွက်ပြီးနေတဲ့ဝန်ထမ်းတွေလည်းလောက်ကင်မြို့ကိုအတုံးလိုက်ထွက်ခွာနေကြောင်းဒေသခံသတင်းရင်းမြစ်တွေကပြောပါရင်ရှုံးနေတဲ့ကိုကုန်တင်ကားတွေခါလီဝင်နေပြီးရင်ပြည်ပေါ်ကတွေရှုံးစာရွက်စာရမ်းတွေတဲ့ပြီးလောက်ကင်ကိုသွားရင်ရှေ့ဆက်ပါရင်ဖြစ်မလဲဆိုတာကိုတော့မှန်းဆလို့မရနိုင် ိုင်အောင်ပဲလို့အဆိုပါသတင်းအရင်းမြစ်တွေကပြောပါတယ်။လက်ရှိအခြေအနေကို MND ကသတင်းသစုံတင်အားမထုတ်ပြန်သေးတော့လဲ။လာရှုမျိုးအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးပုံမှန်သတင်းထုတ်ပြန်ပေးနေတဲ့ MND သတင်းအရင်းမြစ်တချို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာပုံမှန်မဟုတ်တဲ့အခြေအနေတချို့ကိုအရှိန်ကဲဖော်ပြထားပါတယ်။လာဝါကပညာရေးကျန်းမာရေးအရင်ဝင်လာလိမ့်မယ်22ရက်နေ့မှာပါလို့ MND နဲ့နီးစပ်သူတောင်းကပြောပါတယ်။ပြည်သူများအနေနဲ့ MND ကိုလာရှုမျိုးမှပြန်မဆုံးစေချင်လို့သိရတော့လဲ။ဖိအားများစွာကြုံတွေ့နေရတယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။ အရင်အစီအဝေးဒုတိယနေ့မှာပြန်မဆောင်ရင်စကားစနေကြောင်းပုံကျဲမယ်လို့အကြံကိုင်းနေတရုတ်ကစီးပွားရေးကုန်သွယ်ရေးပိတ်မယ်လို့ဖိအားပေးနေတခြားဖိအားတွေလည်းအများကြီးပြည်သူတွေကတော့ပြန်မဆောင်စေချင်မှုစကားစပြန်ဝင်လာရင်စစ်မှုထမ်းကောက်တော့မှဒါကြောင့်ပြည်သူတွေကိုကြိုတင်ပြင်ဆင်နိုင်အောင်လို့ပြောပြတာပါလို့ MNDA နဲ့နှိစက်သူကပြောပါတယ် လာရှုမြို့နေသူတန်ဦးက MND အနည်းနဲ့ပြန်ဆုတ်ပေးခြင်းမျိုးလုံးဝမဖြစ်သင့်ဘူးလို့ပြောပါရယ် PR ကြောင့်ဆိုတာလဲနားလည်ပါတယ်ပြည်သူတွေကလည်းပြန်မဆုတ်ပဲဖြစ်ချင်တာဖြစ်ပြန်တိုက်စီချင်တာပါကျမဆန္ဒကလည်းပြည်သူတွေနဲ့ထတ်တူပါပြည်သူတွေကပြည်သူတရားမှုပါလို့၎င်းကပြောပါရယ် MND တောင်းတမရော DNL နဲ့နှိစက်တဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရင်အရင်မြစ်တန်ဦးကလည်းလာရှုမြို့ကိုစစ်ကောင်စီလက်ထဲကိုပြန်အပ်နိုင်ဖို့အတွက်တရုတ်ကလက်တွေ့ချကျလှုပ်ဆောင်လာကြောင်းပြောပါရယ်လာရှုမြို့ကန်တွေကနေရုပ်တွေဖြစ်နေပြီးဆက်ပေးနေရမလားပြန်ပေးပြရမလား မသိဘူးအဲ့လိုဖြစ်နေတာကတော်တော်ခက်ခဲတဲ့အခြေအနေပါ2029တတိယလိုင်းကလည်းတည်င်းထွက်နေပြီလို့မြို့ကန်တအုပ်ကပြောပါတယ်လာရှုမြို့အခြေအနေနဲ့ပတ်သက်ပြီး MNDA ကရောစစ်ကောင်စီကပါတည်င်းမထုတ်ပြန်လို့လက်တလုံးအခြေအနေတွေကိုအသေးစိတ်မသိရသေးပါဘူးဒါအပြင်လာရှုမြို့ပြန်လည်ထူထောင်ရေးအဖွဲ့ကိုလည်းဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှုမြို့ကို MNDA ပူပေါင်းတက်က2024ဩဂုတ်မှာတင်ပိုက်ထိန်းချုပ်ခဲ့ပြီးအတူတီတာတင်အဖြစ်ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်စစ်ကောင်စီက ရာမခကိုလာရှုမြို့နယ်ရှိမိုင်းရင်မြို့မှာပြန်လည်ဖွင့်စည်းခဲ့ပြီးအင်အားသသောင်းခန့်ထိစုစည်းထားကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။တစ်ဖက်မှာလည်းလာရှုမြို့ကိုပြန်ပေးဖို့တရုတ်ကူညီတဲ့စစ်ကောင်စီကပြန်တောင်းနေတယ်။ဒါပေမဲ့ MNDA ကလက်မခံပေမြို့ရဲ့အုပ်ချုပ်ရေးရန်တရားလှည့်ပတ်ရေးပြန်လည်စီကားရေးကိုအရှင်မြင့်ကြိုးပမ်းနေတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်းလာရှုမြို့မှာပထမဆုံးကျင်းမြမယူရဒဘိုရဲလာထမင်းနေပွဲကို MNDA ကကျင်းပခဲ့တယ်လို့လာမယ့်တကြံပွဲတော်ကိုလည်း CC ကကကျင်းပမယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့မလ28ရက်ကငလင်တန် ကြောင့်ပြည်သူများခံစားနေရလို့တကြံပွဲတော်နဲ့တခြားပွဲလမ်းသဘင်တွေမပြုလုပ်တော့ဘူးဆုံးဖြတ်ကြောင်း MNDE ကထုတ်ပြန်ထားပါတယ်။